ကျွန်တော်ဒီနေ့တွေ့ဆောင်းပါလေးတပုတ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါလေးကို ရေးသားထားသူကတော့ဆရာထွန်းလင်းပဲဖြစ်ပါတယ်ဆောင်းပါလေးကိုဖတ်ခွင့်ပြုဝါရန်ဆရာထွန်းလင်းအားကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှ ချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် န်တကာထောက်ပံ့ငလင်ဘေးတင်သူတိုင်းရနိုင်မလားဖြားပြင်းငလင်ကြောင့်နေချင်းညာချင်းတိုက်ကြီးတာကြီးတွေပေါ်ကနေလမ်းမဆင်တဲထိုးအရာတွေဖြစ်နေရင်ဆိုင်နေရတာတောင်းနောက်ထပ်လောကရန်တွဲလုံးဖြစ်အေပြီလ9ရက်နေ့ညမှာမန်လေးမြို့တခွင်မိုးသက်လေးပြင်ကျရောက်ခဲ့ပြန်နေမြန်နှုံးမြင့်အင်တာနက်ရဲ့သတင်းပေးပို့ချက်အရမိုးရီလီတွေရဲ့ဂျာအိတ်လို့ဖြစ်တဲ့ဆိုယုံထိုးထားတဲ့ ယာယီတဲလေးတွေပါဝရုံတုံးကလွင်ပါနေတာမြင်ရအဆောက်အုံနဲ့ပြေးဝင် ခက်ပြန်ရင်လေငလင်ထိထားတဲ့တိုက်တွေက မိုးရီကြောင့်ပုံမပြိုချနိုင်တာကြောင့်အသက်တက်လေးချမ်းရင် တော်ပါပြီဆိုတဲ့ခြုံပွဲချစိမ့်နဲ့မိုးရဲလေတဲ့အကာအကွယ်မဲ့လေဆင်းခံရပြန်နေအခုလမ်းဘေးကတဲလေးတွေဆိုတာပြည်သူတွေကိုစီစဉ်နဲ့ကိုထုတ်ထားရတာလို့မန်လေးမြို့ကမိတ်ဆွေတို့က ဆိုလီတော့ကိုစီတပြင်းချရပြန်နေနောက်ဆက်တွဲငလင်တွေကဇက်တိုက်လှုပ်နေတာကြောင့်မပြိုပေမဲ့တန်ဟာတန်ချက်တွေနဲ့ကြံခဲ့တဲ့တိုက်တွေပေါ့ဘယ်သူနေရပါမလဲ AV 3ရက်မှာမန်းလေးမဟာအောင်မြင်မြို့နယ်တွေကတိုက်ကြီးတလုံးနောက်ဆက်တွဲငလင်တွေကြောင့်ဘုံဘုံလဲကျသွားသေးတဲ့ရုပ်တံဖိုင်ထွက်ပေါ်လာတာမို့ပြက်ပြက်တာတာချောက်ချရရ၂၀၂၁ခုနှစ် မအောင်မြင်တဲ့အာနာတိမ်ပွဲစတင်ပြီးတိတ်မကြာ ကိုဗစ်တတိယလိုင်းဝင်လာတော့စစ်ကောင်စီဖြစ်တယ်လို့ပဲရင်ဆိုင်လိုက်တယ်။ရန်ကုန်ကမိသေကျိုဇက်တွေရှေ့မှာပြည်သူအလောင်းတွေတန်းစီဆောင်ခဲ့ရတယ်။တတိယလိုင်းမှာပြည်သူဗနဦးတေဆုံးခဲ့တယ်လေဆိုတာတောင်းဒီနေ့ထိတိုင်စိတ်ချရတဲ့စင်ရင်စရာထွက်မလာ။2023ခုနှစ်မောခါမုံတိုင်းဝင်တော်လင်းစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုကဖြစ်ချင်အဖြစ် 2024မှာ Rocky မုံတိုင်းဖျောက်ခတ်ပြီးအကြီးအကျယ်ရေးကြီးပြန်တော့လေတဘာဝဖေးကြိုတင်ပြင်ဆင်မှု ဆိုတာမရှိပြန်တော့ပြည်သူတွေအလောင်းချင်းထက်ဘဝတွေပြဲအခုလဲဖြောင်းပြင်းကလင်ကြီးနဲ့တဲ့တဲ့တိုးပြန်တော့စစ်ကောင်စီရဲ့အမတန်ကြော်ကြားလာတဲ့ဖြစ်ချင်အဖြစ်စီမံခန့်ခွဲမှုတွေပဲဆက်လက်မောင်းနေရပြန်နေဒါကြောင့်ငလင်လောက်ပြီးနောက်ရေးပေါ်တုံ့ပြန်မှုအစီအစဉ်ဘာမှမရှိပဲနေပြည်တော်စစ်ဘိုလ်ချုပ်တွေ ညံတုံးကြီးကိုစီနဲ့ထိုင်ကြည့်နေရတော့တယ်။ငလင်းဆိုတာရေပေးလေပေးမိပေးတွေလိုမဟုတ်ဖဲအလုံးလိုက်ပြိုကျကောင်းရေကြီးတဲ့နှစ်ဝင်ပိတ်မိနေတဲ့သူတွေကို ရှာဖွေခဲ့ရတာမျိုးဆိုတော့ကျွမ်းကျင်မှုဤပညာနဲ့ဆက်ရန်နေရတွေလိုတယ်။ခစ်တဲ့မြမာမာနှစ်ယောက်ချီကြောင်းအခုလိုဖြားအားပြင်းလာတဲ့ငလင်မျိုးမဖြစ်ပွားခဲ့လေတော့ကဲဆယ်ဤသမားတွေမှာအတွေ့အကြုံမရှိတာလဲပါမေ ဒေသခံတွေနဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကခေတ်သေးရေးသမားတွေတနိုင်တပိုင်အပေါ်ယံရှောက်ဖွေခဲ့တဲ့ကြယုံသာတက်နိုင်ခဲ့တယ်။ပြည်ပနိုင်ငံတွေကကျွမ်းကျင်တဲ့ခေတ်သေးရေးသမားတွေတွတ်တွတ်မြန်မြန်ရောက်လာကြပြီမဲ့မတ်လ30ရက်မှသာနေရာနည်းနည်းမှာခေတ်သေးရေးလုပ်ငန်းစတင်နိုင်ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထုတ်ပြန်ချက်တွေအရသိရတယ်။ငလင်တန်တဲ့ဧရိယာကတိတ်ကျရှောက်ဖွေခဲ့တဲ့ရောက်မဲ့နေရာတွေလည်းတိတ်မြပြီး ြည်ပနိုင်ငံတချို့ကစေလွတ်လိုက်တဲ့ကယ်ဆယ်ရေးသမားတွေကတိတ်မများတာကြောင့်ဝင်နယ်အာမမျှတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြရတယ်။ငလင်ကြောင့်တိုက်ပြိုပြက်တွေ အောက်ပိတ်မိနေတဲ့ပြည်သူများစွာရှိတယ်။တရင်တွေအရ AB 3ရက်ကစလို့အသက်ရှင်လျက်ကဲထုတ်နိုင်သူမရှိတော့သလို AB 9ရက်ထိတိုင်ပြိုပြက်တွေရဲ့အောက်မှာရုပ်အလောင်းတော်တော်များများကျန်နေသေးတယ်လို့သိရတယ်။ AB လ9ရက်နေ့ညနေ9:00နာရီအထိ DVB စီးရင်ကငလင်ကြောင့်တည်ဆုံးသူ4346ဦးရှိတယ်လို့ဆိုတယ်။တည်ဆုံးသူ စုစုပေါင်းရဲ့တဝက်မကဟာအရေးပေါ်ကဲတင်နိုင်စွမ်းမရှိလို့မတည်တင်မဲတည်သွားရတာလို့ရဲရဲတင်တင်ပြောနိုင်နေ။ပြီးတော့အခုငလင်လှုပ်တာဆယ်ရက်တာကြာသွားတယ်။စစ်ကောင်စီကငလင်ဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ပြည်သူ့ဗန္နာဘေး၍ဘယ်မြထုတ်သုံးမယ်လို့မပြောတာကြောင့်ပြည်သူ့ဗန္နာနဲ့ပြည်သူ့အသက်ကို ကဲတင်မဲ့အစီအစဉ်လုံးဝမရှိဘူးလို့ပဲဆိုရပါမယ်။ပြည်သူဗန္နာနဲ့ပြည်သူတွေရဲ့ကောင်းမော်ဘုံမိုးရွာချတဲ့နေရာမှာတစ်ဖက်ကန့်ခတ်ဆွမ်းတလောက်ပြည်သူတွေရဲ့အသက်ကိုကဲတင်မှုကြောင့်ငါပြားတစ်စိတ်တောင်စေနာမရှိကြောင်းစစ်ကောင်စီကမျက်နှာပြောင်တိုက်ပြလိုက်တာလို့လဲဆိုနိုင်နေ။ဒါ့အပြင်စစ်ကောင်စီဟာငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေ စီကနေဒေါ်လာတန်းဆယ်ချီပမာဏအပြင်ပြည်တွင်းခရိုနီတွေရဲ့အလူငွေ က်116ဘီလီယံကျော်ရရှိထားပြီးမြေငလင်ကြောင့်တည်ဆုံးသူတဦးကိုကျက်ဆယ်သိန်းစီသာ ထောက်ပံ့မယ်လို့မင်းအွန်လိုင်းကဆိုလိုက်တာကပြည်သူအလောင်းတွေပြကားရလာတဲ့ပိုက်ဆံနဲ့စစ်စစ်ဖြစ်တင်းတော့မလားလို့မိကုံးထုတ်ရပါမယ်။ဘာပဲဖြစ်ဖြစ်ငလင်လောက်ပြီးတာနဲ့နိုင်ငံတကာကို ချက်ချင်းကူညီတောင်းတာကတော့ကြိုဆိုရပါမယ်။စစ်ကောင်စီနဲ့ပတ်သက်ရာပတ်သက်ကြောင်းနိုင်ငံတွေကစစ်ကောင်စီထံတိုက်ရိုက်ငွေလူရန်ကြတယ် အနောက်နိုင်ငံတွေကလည်းစစ်ကောင်စီကိုမကြည်ဘူးဝိမဲ့မြန်မာပြည်သူတွေပေါ်ထောက်ထားပြီးငလင်ပေးတဲ့ပြည်သူကဲကူနေတဲ့ကုလသမဂ္ဂအပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေစီကိုလှူဒန်းကြတယ်ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ လူသားစာနာအဖွဲ့တွေကဒန်တင့်ပြည်သူတွေစီတဲ့ထောက်ပံ့ကြမယ်ဆိုပေမဲ့ငလင်ဒန်တင့်ပြည်သူတိုင်းစီ နိုင်ငံတကာပံ့ပိုးမှုတွေ ရောက်ပါမလားဆိုတဲ့မေးခွန်းကရှိနေပြန်တယ် ဘာဖြစ်လို့လဲဆိုတော့မုခါနဲ့ရာဂီမုံတိုင်းတင်ပြည်သူတွေကို အကူအညီပေးခဲ့စဉ်ကစစ်ကောင်စီရဲ့ချုပ်နှောင်မှုအောက်မှာစစ်ကောင်စီ ခွင့်ပြုတဲ့လောက်သာကူညီနိုင်ခဲ့တာကြောင့်ပါပဲကုလကြီးကဲတွေက ရေဘေးတင်ဒေတာတွေစီ အကန့်အသတ်မရှိလွတ်လပ်စွာသွားလာကူညီခွင့်ပြုဖို့တောင်းဆိုခဲ့ပေမဲ့လေစစ်ကောင်စီကဖက်မလုပ်ခဲ့ဘူးမြန်မာဘေးတင်ဒေတာတွေစီလာရောက်ခဲ့တဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးကဲတွန်ဖလက်ချာကငလင်တန်ခန့်ပြည်သူတွေစီ လူသားချင်းစာနာမှုအကူအညီပေးနိုင်မှုအတွက်မြန်မာနိုင်ငံနဲ့ဝင်ခွင့်ဗီဇာနဲ့မြန်မာနိုင်ငံတွင်းဘေးတင်ဒေသဘယ်နေရာမဆိုသွားလာနိုင်တဲ့ခွင့်ပြုချက်လိုအပ်တယ်လို့ဆိုတယ်တွန်ဖလက်ချာကလူသားချင်းစာနာမှုလုပ်ငန်းတွေဆောင်ရွက်ဖို့ကကျွန်တော်တို့အလုပ်ပါကျွန်တော်တို့ဟာဘက်လိုက်မှုမရှိဘူးအမိခိုကင်းနေခွဲခြားမှုလည်းမရှိပါဘူး ကျွန်တော်တို့ကဲနိုင်သမျှအသက်ကိုကဲဖို့ပဲအလုပ်လုပ်နေတာပါဒါပေမဲ့အဲ့ဒီလူတွေဆောင်ရွက်နိုင်မှုဆိုတာဘာတားဆီးမှမရှိပဲကျွန်တော်တို့တောင်းလာနိုင်မှရမှာပါလို့ဆိုပါတယ်စစ်ကောင်စီနဲ့ဆွေးနွေးရမှာမြန်မာနိုင်ငံရဲ့နေရာတိုင်းကိုတောင်းနိုင်မှုလိုအပ်ကြောင်းအဓိကပြောကြားခဲ့တယ်လို့သူကဆက်ပြောတယ်ဘာကြောင့်လွတ်လပ်စွာတောင်းလာခွင့်ကို လူသားစာနာကြီးကဲကအလေးနဲ့ပြောနေရသလဲဆိုတော့ လွတ်လပ်စွာသွာလာခွင့်မရခဲ့တာကြောင့်ပါပဲအခုရောလွတ်လပ်စွာသွာလာကူညီခွင့်ရနေပြီလားဆိုတော့ကုလသမဂ္ဂကတရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမဲ့သွာလာခွင့်မရတာတော့အသေးချပါပဲဒါဝိမဲ့စကိုင်းမြို့ရွာတော်ရက်ွက်ကငလင်ဘေးတဲ့မြို့သမီး900ကိုကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့ကစစ်ဘေးရှောင်ကူညီရေးအဖွဲ့ SNC ကနေတဆင့်မြို့သမီးသုံးပစ္စည်းတွေလှူဒန်းခဲ့ကြောင်း SNC ရဲ့ထုတ်ပြန်ချက်က စိတ်ဝင်စားစရာပါ။ဘာလို့လဲဆိုတော့အရင်ရင်ကာလတွေတုန်းကမြမခြေစိုက်ကုလဖွဲ့တွေဟာ SNC တို့လိုဒေတာရင်းစစ်ပေးဆောင်ကူနေတဲ့အဖွဲ့တွေကိုဆက်သွယ်ပြီးစစ်ပေးဆောင်တွေစီတဆင့်ကန်လူရန်ခိုင်းတာမျိုးတကြိမ်မှမရှိခဲ့လို့ပါပဲ။ဆိုတော့ဒီငလင်ဘေးကြမှာပဲကုလဖွဲ့တွေဟာစစ်ကောင်စီညှို့ညင်မှမကြောက်ဖဲနည်းနည်းများရဲရင်လာသလားလို့ပတ်ထင်ရပါတယ်။ ဒါပေမဲ့ဒီနေ့အချိန်ထိတော်လိုင်းရင်အင်အားစု ထိမ့်ချုပ်နေမြေတဲကငလင်ဘေးတင်ပြည်သူတွေစီ နိုင်ငံတကာဖွဲ့စည်းတွေလာရောက်ကူညီတာမျိုးမတွေ့ရသေးပါဘူးလက်ရှိမှာ NUG စိုးရကနေတဆင့်ငလင်ဘေးတင်ပြည်သူတွေကို အကူအညီပေးနေတဲ့နိုင်ငံတကာဖွဲ့တချို့ရှိလာပေမဲ့ထိရောက်မှုရှိတဲ့ပမာဏတော့မဟုတ်ပါဘူး AB လေးရဲ့ဂျပန်နိုင်ငံအောက်လွတ်တော်မညာယုံမှာကျင့်ပါခဲ့တဲ့မြမဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ ဂျပန်ပါတီစုံလွှတ်တော်အမတ်များတမခါရဲ့မြမငလင်ပေးအေးပေါ်အစည်းအဝေးမှာ NUG အစိုးရက တော်လန်ရေးအင်အားစုစွန့်မိုးထားတဲ့ဒေတာများတို့ နိုင်ငံတကာအကူအညီတွေမရောက်ရှိသေးတဲ့အတွက် NUG အစိုးရပါဝင်ဒေတာကန်ဖွဲ့စည်းတွေတိုင်းရင်းသားဖွဲ့စည်းတွေနဲ့ချိတ်ဆက်ခါအေးပေါ်အကူအညီအမြန်ဆုံးပေးအပ်ဖို့တိုက်တွန်းခဲ့ပေမဲ့လက်တွေမှာတော့ပေးမပေးမသိရသေးပါဘူးဆိုတော့နိုင်ငံတကာရဲ့ထောက်ပံ့တွေကို ငလင်ဖေးတင်ပြည်သူတိုင်းမြတာစွာခံစားရရှိဖို့ဘလို့လောက်ကြမလဲဆိုတဲ့မိကုံကအကြီးကြီးထွက်ပေါ်နေပါလေအဲ့ဒီမိကုံကိုလက်တွေ့ကြကြမဖြစ်ဆိုနိုင်ဘူးဆိုရင်တော့နိုင်ငံတကာတိုင်ဝိုင်းပေါ်မြမပြည်သူတို့ရဲ့ယုံကြည်မှုဆက်လက်ကျဆင်းနေအောင်ပါပါပဲထွန်းလင်း